စာအရှိရေးမတင်ခင်တော့ဆိုကျွန်တော်3-4ရက်လောက် mental breakdown ဖြစ်သွားသေးရင်ဟိုကိုယ်အနေနဲ့ဒီ character တခုအကောင်းဆုံးစူးစမ်းထားတယ်ဒါပေမဲ့ပရိသတ်ကနေပြီးတော့ဟိုမကောင်းမြင်ခံလာရတာပေါ့နော်ဆိုတော့ဟိုကိုယ်ပဲဘာမာသွားလို့လဲဆိုရဲအတွေးလေးမျိုးပေါ့နော်ဆိုတော့အဲ့တော့ဆိုတော်တော်စိတ်မကောင်းဖြစ်တယ်ဆူရခဲ့ဘူးတာရှိရဲ့ဆိုတော့အဲ့ clip လေးတွေမှာအစတင်းဆောင်မကောင်းဆိုတာမျိုးပြန်လိုက်ပြောတာအထိကျွန်တော်တွေ့ရဲ့ပေါ့နော် အဲအဲ့အဲ့ခါကျတော့လေစိတ်ထဲမှာနည်းနည်းတော့ထူးဆန်းတာပေါ့နော်။ငါစူထောင်ရထားတာငါအဲ့ဒါအခုဒီပြောဆောင်မကောင်းလို့အဲ့ဟာတွေကိုလိုက်ပြောဝေဖန်နေတုံးပဲပေါ့နော်။ဆိုတော့ဒီလူကိုမုံဝဲအတွက်ဘာမဆိုမြင်လိုက်တိုင်းမှာသူတို့အနေနဲ့ပဲဒါဟိုမကောင်းမြင်မြင်ဝါလာတော့မပြောတော့ပေါ့နော်။ကိုကို ဖြစ်တယ်ဟိုရိုက်တဲ့လူတွေရောပါတဲ့လူတွေရော protection တွေအကုန်လုံးကဒါကျွန်တော်မိသားစုလိုဖြစ်နေရောဒါကလာပြီးဝင်ရနေပါအဲဒါကပေါ့နော်သူတို့အနေနဲ့ဒါဟို freezer အတွက်ကိုသူတို့စ조사ထားပါပေါ့နော် ဝေဖြိုးဆိုတာကသူကအရင်တည်းကနေကြပေါ့နော်ဂျန်နဲ့အေဂျင့်မောင်တို့နေတစ်တို့ကြတော့အခုမှသူတို့ဟိုမီးကုန်ရန်ကုန်တင်ထားကြတာပေါ့နော်ဆိုတော့ဒါပရိသတ်အတွက်သူတို့အနေနဲ့ဟိုအန်တာတိန်မန့်တွေတခုပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပျော်စရာလေးပါကြည်ရချစ်ဖို့လည်းကောင်းတယ်ကျွန်တော်တို့ကမှဟိုစားနောက်နဲ့တငယ်ချင်းတွေနဲ့ကပြီးတော့သူတို့အကလေးကဆွဲနေပြီဆိုတော့ပျော်စရာလေးပါအဲပြမန် ိုတာဟိုကျွန်တော်တို့ကြတော့လေသူများတွေကတော့ပြောတယ်ပေါ့နော်ဒါကကျွန်တော်ဟိုဒီလိုဒီလောက်လောက်တဲ့လူတွေတိုင်းပြောခံနေကြပါပဲဆိုတာမျိုးတော့ပြောကြပါဒါပေမဲ့လည်းကျွန်တော်တို့အနေနဲ့ကြတော့ဟိုကျွန်တော်စာအောင်ရေးပြီးတော့တင်ထားဘူးရယ်ပေါ့နော်ကျွန်တော်အနေနဲ့ကြပြစ်သက်ချစ်တာပဲခံချင်တဲ့လူအနေနဲ့ကြဒီလိုမျိုးဟိုဇကားရိုက်တဲ့ဟာဟိုလူကိုကြော်ပြီးတော့ဆဲဆိုပြောဆိုလာခါမှကြော်ဘူးမဆိုတော့စိတ်မကောင်းဖြစ်တာပဲကျွန်တော်ဆိုရင်အဲ့တော့ကအဲ့ဒီစာအရှိရေးမတင်ခင်တုန်းကဆိုကျွန်တော်၃လရက်လောက် မန်တယ်ဘရိတ်ဒေါင်းဖြစ်သွားသေးတယ်။ဟိုကိုအနေနဲ့ဒီကာရိုက်တာတစ်ခုအကောင်းဆုံးစ조사ထားတယ်။ဒါပေမဲ့ပရိသတ်ကနေပြီးတော့ဟိုမကောင်းမြင်ခံလာရတာပေါ့နော်။ဆိုတော့ဟိုကိုပဲဘာမသွားလို့လဲဆိုရဲအတွေးလေးမျိုးပေါ့နော်။ဆိုတော့အဲ့တော့ဆိုတော်တော်စိတ်မကောင်းဖြစ်တယ်။ဆိုတော့အဲ့ post တင်လိုက်တဲ့အချိန်မှာမှအောက်ကနေပရိသတ်တွေကပြန်ပြီးတော့ဟိုအပေးကြတယ်။ပြီးတော့ကျွန်တော်အဲ့တော့ဆိုပွဲတွေတက်လိုက်ရတယ်။ဟို variety ပွဲတွေဆိုင်တန်းတော်ပွဲတွေအဲ့လိုမျိုးရှောက်ပြီးတော့ပွဲတက်တဲ့အခါကျတော့အဲ့ဒီပွဲတွေမှာပြိတ္တတွေနဲ့ထိတွေ့ကြရပါတော့အဲ့လိုအဲ့ဒီအပြင်ကပြိတ္တတွေကျတော့ချစ်ပေးကြရဲအရှုံးနဲ့နိုင်အပေးနဲ့နော်အရှုံးမဲ့နိုင်အပေးနဲ့ဆိုအော်အပြင်ကပြိတ္တနဲ့ဘိုင်းပေါ်ကပြိတ္တနဲ့တကယ်မတူနေပါလားပေါ့နော်အဲ့တော့မှကိုကိုကိုပြန်ပြီးတော့နည်းနည်းလေးအားတက်သွားတာပေါ့နော်အစကတော့တော်တော်ဆိတ်မကောင်းဖြစ်ပါတယ်အခုတော့နည်းနည်းပေါ့ မဆိုင်ပါဘူးအဲ့ဒါတော့ဘာလို့ဇလန်းရဲ့နောက်ရိုက်ကူးပေးရဲ့ driver တွေရောပြီးတော့ကျွန်တော်ပါဝင်တဲ့တယောက်ဆောင်နေရောဒါအကုန်လုံးတူတူညီညီမျှမျှနဲ့အားထုတ်ထားဖြစ်တဲ့အတွက်ကြောင့်မို့ဒါအကုန်လုံးရဲ့တူတူအောင်မြင်တာပေါ့နော်ကျွန်တော်ကြတော့ဒီထဲမှာ villain ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပြိတ္တကတော့နည်းနည်းတော့မျက်မုံကျိုးခံရပြီးတော့ဟိုကွက်ဆဲကြတာပဲရှိရပါကျန်တာကြတော့ဒါကျွန်တော်တစ်ဖွဲ့လုံးရဲ့စူးစမ်းအားထုတ်မှုကြောင့်မှာဟုတ် အဓိကတော့ကျွန်တော်ရုပ်ရည်ပေါ့နော်ရုပ်ရည်ရဲ့အတန်ရဲ့ဟိုပြောချများရယ်ပေါ့နော်ရုပ်ရည်ကလည်းကျွန်တော်ကိုယ်တိုင်လည်းအင်တာဗျူးဖြေထားမှုပါရယ်ကျွန်တော်မင်းသမီးရုပ်ရည် မရှိဘူးမင်းသမီးတယောက်ရဲ့တည်မလားဖြူဖွေးဥနုနေရဲ့အသားရည်ဟိုလိုအရန်ချောမောလှပမျက်နှာလေးမရှိဘူးပေါ့နော်ကျွန်တော်မှအဒီအလုံးတစ်ခုကိုယူတဲ့အပေါ်ဒါပဲပေါ့နော်အဲ့ပေါ်မှာပဲကျွန်တော်ဒီ feel sound လို့ဟိုလှုပ်ဖြစ်ခဲ့ရယ်ဆိုတော့လေဆိုတော့အတန်ကိုလည်းပြောရယ်မတတ်နိုင်ဘူးလေနော်ဒါကတော့ဟိုသူတို့ ကျွန်တော်အတန်ကိုပဲကြိုက်တဲ့လူရှိလို့မကြိုက်တဲ့လူလည်းရှိရဲ့လို့အဲ့လိုပေါ့ဒီတိုင်းပဲကိုယ့်ကိုယ်ပဲပြန်ပြီးတော့ချစ်တဲ့လူတွေရှိပါသေးရဲ့ဆိုစိတ်လျှော့ရတာပေါ့အဲတရုတ်ဆောင်ပိုင်းကတရုတ်ဆောင်ကိုလည်းပြောကြတယ်ပြောကြတယ်ဆိုတာဟိုလူရောမောင်းဝမ်းလို့လားသူတို့အနေနဲ့ကျွန်တော်တရုတ်ဆောင်နာကိုအချွတ်ပိတ်တတ်တယ်ကြတော့အမရဲ့ဟိုမုန်းနေဆိုလဲနည်းနည်း over လုံးမကြိုက်တတ်မျိုးရရှိကြရမပြောတော့ဘောနော်ပြောဆောင်မကောင်းလို့လည်းပြောကြရရှိလို့ကျွန်တော်အရင်တော့ကဒီချုပ်ကားစိမ့်တဲ့ ဟိုဆုရခဲ့ဘူးတာရှိရဲ့ဆိုတော့အဲ့ clip လေးတွေမှာအစတင်းဆောင်မကောင်းဆိုတာမျိုးပြန်လိုက်ပြောတာအထိကျွန်တော်တွေ့ရပေါ့နော်အဲ့အဲ့ခါကျတော့လေစိတ်ထဲမှာနည်းနည်းတော့ထူးဆန်းတာပေါ့နော်ငါဆုတောင်ရထားတာငါ့ကိုအဲ့ဒါအခုဒီတင်းဆောင်မကောင်းဟိုအဲ့ဟာတွေကိုလိုက်ပြောဝေဖန်နေတုံးပဲပေါ့နော်ဆိုတော့ဒီလူကိုမုံဝါးရအတွက်ဘာမဆိုမြင်လိုက်တိုင်းမှာသူတို့အနေနဲ့ပဲဒါဟိုမကောင်းမြင်မြင်ဝါးလာတော့မပြောတော့ပေါ့နော် ဆိုတော့အဲ့လိုမျိုးကြီးကျွန်တော်လည်းပြီးတော့အသေးစိတ်လိုက်ခံစားရလို့ဆိုတော့လေစိတ်မကောင်းတော့တော်တော်ဖြစ်ရတယ်ပေါ့နော်အဲ့လိုတော့မကြောက်ပါဘူးဘာလို့ဆိုတော့တိရလူတွေလည်းတိတယ်လို့ဟိုနည်းနည်းပေါ့နော်နည်းနည်းဒီရုပ်ရှင်ကိုအရင်ကိုကိုယ်တိုင်ဝင်ပြီးခံစားတဲ့ပြဿနာတွေအချောင်းကဒီလိုပြောခိုင်းတယ်ဒါပေမဲ့တချင်ချင်းကျရင်တော့တို့ဒီကားပြီးွားရင်တော့ဒါပြီးွားမှာပဲလीနော်အခုကျတော့ကျွန်တော်ကတကယ်ကိုကျွန်တော်စကရက်တာအရင်လောက်တဲ့ကရက်တာဖြစ်နေရောတို့မုန်းကြတာ ားတော့ဒါဒီကားဆလာနေကျွန်တော်မုံမယ်ဆိုတာတိဟိုဖတ်ဖတ်ခရက်တိရယ်ပေါ့နော်မုံမယ်ဆိုတာဒါမဲ့လဲမုံမကြောက်လို့ကျွန်တော်ရှော့လုံရင်ဒီဟာကြီးကဒီကားကြီးကဘယ်လိုပြောမလဲကျွန်တော်တယောက်တည်းအဖီအပုတ်ဖြစ်နေရပေါ့နော်ကျွန်တော်ဒါအဲ့လိုမျိုးမုံမကြောက်လို့ရှော့လိုက်လို့ရှိရင်ကျန်တဲ့လူတွေအနေနဲ့လဲကျွန်တော်ဒုက္ခပေးလို့ပေးဟာရော့ဝါတို့လို့လဲမကောင်းပေါ့နော်အဲ့တော့ငါ့ကိုဆဲမယ်မုံမယ်ဆိုတာတိပေးမယ်လဲဒီတိုင်းမဲ့ကျွန်တော်အကုန်ပေးခဲ့ပါတယ်အကုန်ပေးခဲ့ပါ ဆောင်မှုဆိုတာဒီပတ်ဝန်းကျင်ဒီတိုင်းဝမ်းနဲ့လူတွေပြောတာတော့ဟိုအဆင်ပြေတယ်လို့ပြောကြရပါတော့အဆင်ပြေရကောင်းတယ်ဒါပေမဲ့လည်းဟိုကျွန်တော်ကပို့ကကြတော့ပြည်သက်တင်ဆဲရခံနေရလေအဓိကပို့ပြီးတော့အားဆိုင်ပြီးကြည့်မိရပါတော့ကိုသေယောဆောင်နိုင်ဆိုအဲ့ခါကျတော့ဒီဟာလေးကကောင်းပါမလားဟိုလိုပြောလိုက်ပို့ကောင်းမလားအဲ့လိုမျိုးလေးရဖြစ်တာပါတော့ဒါပေမဲ့ပြည်သက်တင်နေဆိုရင်တော့ဒါ တို့မုန်းနေရဆိုပြရကောင်းတယ်လို့တော့ကောက်ကိုတော့အဖြစ်ပြီးတော့တွေးရတာပေါ့နော်။အော်ဟေငါငါတိရောက်ဆောင်တာပြပြန်သွားလို့မုန်းတာပဲနေမှာပါအဲ့လိုတော့တွေးရ။အဲဆိုင်လဲကလေ तू ကဟိုပါပေါ့ तू ရဲ့ဘွားကကြတော့ဒီမိသားစုပေါ့နော်။ तू ရဲ့မိသားစုကနေပြီးတော့လွေးထွေးရဲ့မိသားစုမဟုတ်ခဲ့ငယ်ရတော့ဘယ်လိုမျိုးဟို င်သာရဖို့ပထမရဖို့အဲ့လိုမျိုးပဲတိုက်တွန်းနေရင်မိသားစုနဲ့သူကကြီးလာတဲ့အတွက်ကြောင့်မလို့သူကလည်းအဲ့တိုင်းဖြစ်လာဆိုတော့မိသားစုနဲ့အတိုင်းဆိုင်နေပေါ့နော်ဆိုတော့အဲ့လိုမျိုးရိုင်းနေတဲ့အချိန်မှာလည်းဟိုရှင်ထဲမှာအခန်းတိုင်းစီပြင်မန်းခဲ့ရတယ်ဟိုတစ်ချိန်လုံးမှာရေပြုံးရင်တော့မှကျွန်တော်ကလေလို့ဒေါ်လာရင်လည်းပြုံးသွားတဲ့နေရာဖြစ်နေရဆိုတော့လေဆိုသူတို့ရေပူလောင်တာလည်းမပြောပါနဲ့ကိုကိုရန်ကလည်းအရင်ပူလောင်သေးရပေါ့နော်ဆိုတော့ မုံနာတန်ပါတယ်ဝင်နာဘောဝင်နာဘောဆိုတာဟိုမတရားရေဖြစ်တယ်လေတစ်ခါခါကြားလို့ရှင်ဒါမဲ့ဒါကလည်းဇလန်းဆိုတော့ဟိုဒီဘက်ကနေအတင်းပုံမှပဲဒီတကယ်ဟိုခံရတဲ့မင်းသားမင်းသမီးရဲ့ဘက်ကလည်းပြန်ပြီးတော့အလောက်တွေရှိလာမှာအောင်ဆိုတော့ကျွန်တော်ဘက်ကတော့ဒါဟိုစခရစ်အတိုင်းတော့ကျွန်တော်အကုန်လုံးတော့ ပုတ်ခဲ့ပေါ့နော်ဆိုတော့တကယ်လည်းပင်ပန်းနဲ့အဲ့ကားကိုကြည့်ပြီးတော့လဲဟိုအမုံတရားကြီးကဘလောက်စိတ်ပင်ပန်းရလဲဆိုတာလဲဒါဟိုပြိတ္တတွေလဲခံစားရမှာပါဒါမှလည်းမဟုတ်ဘူးဒီအကြောင်းတော့အစင်တည်းမရခဲလို့စပြီးတော့ဖြစ်တဲ့ပြန်ဆိုင်မှုတွေကဒါတဘွာလုံးတော့အဲ့ဒါမျိုးတွေအပြစ်မှရှိရဲ့ဒီလားမှရှိရဲ့ကျောင်းတော့ကလည်းအဲ့လိုအစင်တည်းမရလို့လောင်နဲ့မိန်းမမိန်းကလေးမျိုးတွေတွေ့ခဲ့ဘူးရဲ့ဆိုတော့အဲ့လိုအပြစ်မှတကယ်တော့ရှိရှိခဲ့တယ်ပေါ့နော်ရှိရဲ့ဆိုတော့တော်တော် စိတ်ပင်ပန်းနဲ့ဘွာကြီးဖြစ်မှာပါ ဖြစ်ရလေကျွန်တော် interview မှာအနီရောင်လေးရဲ့ဒီအနီရောင်လေးနာဟာရေးမကြည့်ဘူးကျွန်တော်တို့အဲ့ဒါအပူလောင်ဆိုင်နေဆိုကျွန်တော်အခန်းအတော်တော်များများကလောင်နေရအောင်လောင်နေတော့အပြင်းနောက်နောက်ပိုင်းအခုလွင့်နေဆင်းနေဆိုရှင်ဒေါသထွက်တာတွေအော်ဟေးရတာတွေရဖြစ်ရတာတွေများတဲ့ခါကျတော့ ဟိုပေါ့တခါခါကျအဲ့လိုဆင်းနေရုံပဲဇက်တိုက်ရရခါကျခေါင်းတွေပါဥပြီးတော့လေနားထဲထဲမှာဥအဲ့ခါကျလို့ရှင် energy drink တွေပြန်ပေါ့ကောနော်အဲ့လိုမျိုးတွေနဲ့ရိုက်ခဲ့ရအဲ့ဟာကြီးရတယ်ရှိတယ်ရှိရှိရသူကအဲကျွန်တော်စာရှေးရေးထားတဲ့ထဲပေါ့နော်သူကအဖြစ်မပါဘူးသူကအပီးထီကိုရရဆက်ရရဆက်ရုံမာရုံမာအောင်ပါပေါ့နော် ဟိုပေါ့နော်ကျွန်တော်တို့ကဇလန်းရိုက်တာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် character အရရုံမာရပါလို့ဟိုအခုငါမပြောလို့ပေါ့နော်ကျွန်တော်ကိုဒီလို personally မုန်းသွားတဲ့လူတွေတော့လည်းကျွန်တော်ကတကယ်စိတ်ဟိုအနာပါတယ်စိတ်လည်းမကောင်းပါဘူးဒါပေမဲ့ကျွန်တော်အနေနဲ့ကျွန်တော်အကောင်းဆုံးစူးစမ်းခဲ့တဲ့အရာလေးပေါ်မှာဟိုရုပ်ရှင်လေးလိုပဲကြည့်ပေးကြပါလို့ပြောချင်ပါတယ်ဟိုနောက်ထပ်နောက်ထပ်လည်းအများကြီးစူးစမ်းပါဦးမယ်လို့ပါ